အာစနယ်အသင်းနဲ့အပြောင်းအရွှေ့ဖြစ်မြောက်ထားခဲ့ပြီဆိုပြီးတော့နမေကျော်သတင်းတောက်တွေအကုန်လုံးကတညစ်တညွတ်ထဲပေါ်ပြခဲ့ကြပေမဲ့ကာယကံရှင်ဇူဘီမန်ဒီကတော့ဒီအကြောင်းအရာတွေအကုန်လုံးကိုညှင်းဆို့သွားခဲ့ပါတယ်။ဒီအခြေအနေကအာစနယ်ပရိသတ်တွေအတွက်တော့တော်တော်လေးကိုမခံကြည့်မခံတာဖြစ်စေရပါပဲ။ဇူဘီမန်ဒီကဘာပြောသွားသလဲဆိုလို့ရှိရင် ဒီလိုမျိုးသတင်းတွေကိုသူကမနက်တိုင်းတွေ့နေရတယ်။အဲ့ဒီကိစ္စတွေကိုသူလုံးဝမသိဘူး။ဒလော့ဆယ်မှာတော့နိုင်ငံအသင်းကိုပဲအာရုံစိုက်ထားတယ်။အပြောင်းရွှေ့မှာရွေးချယ်စရာတွေအများကြီးရှိတယ်။ဘလို့မျိုးအဆုံးသတ်သွားမယ်ဆိုတာတော့သူ့အနေနဲ့မသိဘူး။အဲ့ဒီလိုမျိုးဖြေကျသွားခဲ့ပါတယ်။ဆိုတော့အာစနယ်အသင်းနဲ့ဇူဘီမန်ဒီရဲ့အပြောင်းရွှေ့ကဖြစ်မြောက်ပြီးသွားခဲ့ပြီလားမဖြစ်မြောက်သေးဘူးလားဆိုတာကိုတော်တော်လေးကိုဝေခွဲမရဖြစ်စေပါတယ်။ဒီလိုအချိန်မှာမာတင်ဇူဘီမန်ဒီကရီယယ်မက်ဒရစ်ရဲ့နီးပြတဲ့ဖြစ်တဲ့ဇာဗီအလွန်ဆိုကသူ့ရဲ့ idol ဖြစ်ပါတယ်ဆိုပြီးတော့ တင်းတော့ရဲ့အမေးကိုဖြည့်ရင်းနဲ့ထည့်သွင်းပြောကြားသွားခဲ့တယ်ရီယယ်မက်ဒရစ်အသင်းကလည်းဇူဘီမန်ဒီကိုဝင်ရောက်စူးစမ်းနေခဲ့တယ်။ဒါကြောင့်မို့လို့အာဆနယ်အသင်းတော့မလွယ်ဘူးဆိုတော့ပြောဆိုခံမှန်းချက်တွေကလည်းအစောပိုင်းမှာတောက်လျှောက်ရှိခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့အာဆနယ်ဇူဘီမန်ဒီနဲ့ရီယယ်ဆိုစီတက်တို့အကြမ်းမှာသဘောတူညီမှုတွေအကုန်လုံးရရှိခဲ့ပြီးဖြစ်ပြီးတော့ဂျာဒီကွန်တာနဲ့အာဆနယ်အသင်းကိုကစားသမားကပြောင်းရွှေ့လာတော့မှဖြစ်တယ်ဆိုပြီးတော့ ကျွန်တော်တို့ရေအကုန်လုံးယုံကြည်ထားခဲ့တာဖြစ်ပါတယ်ဒီလိုယုံကြည်ရလောက်အောင်လဲ Fabrizio Romano David Ornstein အဲ့ဒီလိုမျိုးကမ္ဘာထိပ်တန်းသတင်းတောက်တွေအကုန်လုံးကတညတညွတ်ထဲပေါ်ပြပေးထားခဲ့တာပါသို့တော့ Zubimendi ရဲ့အခုနောက်ဆုံးအင်တာဗျူးမှာပြောကြားခဲ့တဲ့အချက်တွေကြောင့်ပြည်သက်တွေကြားထဲမှာတော့သူလောသူလောတွေဖြစ်လာခဲ့ပါတယ်ပုံမှန်ဖြစ်တန်စွမ်းအရာဆိုလို့ရှိရင်တော့ official မကြေညာခင်မှာသတင်းခက်ခိုင်မာမာတွေတောက်လျှောက်ထွက်ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဒီအခြေအနေတွေကိုထိမ့်မှုအတွက်ကစားသမားဘက်ကခက်ပြက်ပြက်ပြန်ပြီးတော့ပြောလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဘာကြောင့်အခုလိုမျိုးပြည်သက်တွေစိတ်ထဲမှာမတင်မကျဖြစ်သွားခဲ့တယ်လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီတုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်လို့လည်းပြောနိုင်ပါတယ်ဇူဘီမန်ဒီဟာလီဗာပူးအသင်းကိုပြောင်းရွှေ့တော့မယ်လို့အကုံလုံးကနားလည်ထားခဲ့ကြတာပါဒါပေမဲ့နောက်ဆုံးမှာကစားသမားစိတ်ပြောင်းသွားပြီးတော့ Liverpool ပြည်သက်တွေတော်တော်လေးအခဲမကြီးဖြစ်ခဲ့ကြပါတယ်။ဒါအပြင်ကစားသမားအနေနဲ့ ဘယ်အသင်းကလာခေါ်ခေါ်ဆိုစီတက်မှာပဲနေကျင်တယ်စပိန်မှာပဲကစားကျင်တယ်သူ့ရဲ့အိမ်မက်အသင်းကဘမာပါဘလိုပါအဲ့ဒီလိုပုံစံမျိုးတွေရှိထားခဲ့တဲ့အတွက်ကြောင့်စပိန်ပြင်ပအသင်းတစ်သင်းကခေါ်ယူဖို့အကြောင်းဖန်လာတဲ့အခါမှာပြည်သက်တွေအနေနဲ့အစောကြီးတက်ကဒီခေါ်ယူမှုတွေခက်ခဲမယ်လက်တွေ့ဖြစ်လာဖို့ရာဂိုင်းလုံးနဲတဲ့အပြောင်းရွှေ့တရက်အဖြစ်စောပိုင်းတွေကနားလည်ထားခဲ့ကြတာပါဒါပေမဲ့အာဆနယ်အသင်းက ောက်အောင်မြင်မြင်လုတ်ကင်နိုင်ခဲ့တဲ့အတွက်ကြောင့် Zubi Mandi ကို Premier League မှာတွေ့ရတော့မယ်။ Arsenal အသင်းရဲ့ကွင်းလယ်မှာ Zubi Mandi ဘာတွေလုပ်ပြမလဲစသဖြင့်သုံးသပ်မှုတွေလည်းအနည်းနဲ့အများထွက်လာခဲ့ပြီးသားပါ။သို့တော့နိုင်ငံလက်ဝေးစင်တာဝန်တွေကိုထမ်းဆောင်ရတော့မယ်အချိန်မှာအခုလိုမျိုး interview ဖြေကြားချက်ကတော့အတိတ်ပဲတကယ်ပဲနှစ်ခွထွက်စေပါရယ်ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲတခြား player ဆိုလို့ရှိရင်တော့ဒီလိုပြောဆိုမှုမျိုးဒီအရန်ကြီးပြဿနာမရှိဘူးထွက်နေတဲ့သတင်းတွေကိုငြိမ်သွားအောင်လို့ထိမ်းပြောတဲ့သဘောလို့နားလည်ရပါပေမဲ့ရှေ့မှာလည်းတခြားအသင်းတစ်သင်းနဲ့မပြတ်မသားတော်တော်လေးလှုပ်ထ ထားခဲ့တဲ့ player ဖြစ်တာကတကြောင်အာဆနယ်အသင်းနဲ့အပြိုင်လိုက်နေတယ်ဆိုတော့ Real Madrid အသင်းရဲ့နီးပြဖြစ်သူဇာဗီအလွန်ဆိုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ idol ဖြစ်ကြောင်းထည့်သွင်းပြောကြားထားတဲ့အချက်တွေကြောင့်ကစားသမားသည်အခုအချိန်ထိ Real Madrid ကိုစိတ်မပြတ်သေးဘူးလား Real Madrid ကခေါ်မယ်ဆိုလို့ရှိရင်ပြောင်းရွှေ့သွားနိုင်ခြင်းရှိသေးလားဆိုတော့ခံမှန်းပြောဆိုချက်တွေခံမှန်းတွေးဆမှုတွေပြန်ပြီးပေါ်လာခဲ့တာဖြစ်ပါတယ်တကယ်လို့သာအပြောင်းလဲဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်တော့ Fabrizio Romano, David Ornstein တို့လို့ ကဘာကျော်သတင်းနောက်တွေအကုန်လုံးသူတို့ရဲ့သတင်းတွေကိုပြန်ပြီးပြောင်းလဲရမယ့်အခြေအနေဖြစ်လာမှာဖြစ်သလိုမျိုးဘလုံးပရိသတ်တွေအကြားမှာလည်းတော်တော်လေးပြောစရာဖြစ်မယ်အာစနယ်ပရိသတ်တွေကိုဟာသလုပ်စရာဖြစ်မယ်ပြီးတော့ပရိသတ်ရဲ့အမုန်းကိုလည်းအတိုင်းအတာတစ်ခုထိတော့ခံရမယ့်အနေအထားဖြစ်လာပါလိမ့်မယ်တမယိုးကြဖြစ်စဉ်တွေအတိုင်းမဲ့တွက်မယ်ဆိုလို့ရှိရင်တော့အချိန်တန်အာစနယ်အသင်းကိုရောက်လာမဲ့ပလေယာဖြစ်တယ်လို့နားလည်ရပါမယ်။ဇူဘီမန်ဒီဖြစ်နေတဲ့အတွက်ကြောင့်ဘာဆက်ဖြစ်အောင်မလဲဆိုတာကိုတော့ကျွန်တော်တို့အားလုံးစောင့်ကြည့်ရပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။